ဖြတ်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုပ်ကြတယ်ဆိုးတာတွေလည်းလုပ်ကြတယ်နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းဆိုးတွေကိုလုခဲ့တဲ့အကောင်းဆိုးတွေကအရေးတဖွယ်မိမိရဲ့စိတ်ကိုနှောမှုပြီးတော့ပေါ်လာတတ်တယ်ဒါသိကြပါောက်ပဲတေးအမှုမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ကိုလုခဲ့တဲ့လောရတဲ့ကပြန်ပြီးတော့ ိမ်မက်ထဲမှာလို့လို့တကယ်ပဲမြင်ရတာလို့လို့စိတ်အစင်မှာနှွမ်းမှုပြီးတော့ပေါ်လာလိုက်တယ်အဲ့လိုနှွမ်းမှုပြီးတော့ပေါ်လာတတ်တာသုံးမျိုးရှိတယ်ပေါ့ကိုလုတ်ခဲ့တဲ့ကံအာယုံကတစ်ခုကမ္မနမိတ်ဆိုတဲ့ထိုကုသိုလ်ကံအကုသိုလ်ကံကိုလုတ်တဲ့အချိန်တုန်းကပတ်ဝန်းကျင်အခြေအနေတွေကတစ်ခုကတိနမိတ်ဆိုတာနောက်ဘဝဖြစ်ပေါ်လာမဲ့အရေးနမိတ်တွေဂျွတ်တင်မြင်နေတာကတစ်ခုသုံးခုရှိတယ် ဲ့ဒါကိုကံကမ္မနမိတ်ဂတိနမိတ်လို့ပြောတယ်။တော့သေကဏီပုဂ္ဂိုလ်မှာဒီသုံးမျိုးကပေါ်လာတတ်တယ်။ကံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လုပ်တော့မယ်စွမ်းအားပြည့်တဲ့အခွင့်ရလာတဲ့ကံတရားတစ်ခုပါ။စိတ်အစဉ်ကိုလွှမ်းမိုးပြီးတော့အဲ့ဒီအချိန်မှာပေါ်နေတတ်တယ်။အဲ့ဒီလိုပေါ်လာလဲဘု து ကြောင့်ပေါ်လာတော့ဆိုရင်ကံတရားရဲ့စွမ်းရည်တတိတွေကြောင့်ပေါ်လာတယ်။ ဘယ်သူမှလာလုတ်ပေးတာမဟုတ်ဘူးကံတရားရဲ့စွန့်ရည်တတိနဲ့စိတ်အစင်ထဲမှာဓာရီလာပေါ့အဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဥမာပဲလူတယောက်ဟာစိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်လာစိတ်တွေတိုးနေတယ်စိတ်တွေဆိုးနေတယ်အရင်တော့ခံစားမှုမျိုးတွေခံစားနေရတာမျိုးဖြစ်လာတယ်။ဟောကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်အရင်တော့ကမ္မထမ်းထိုင်နေတယ်ဖရာကိုအာဟုပြုလို့ဆို အဲ့ဒီအခြေအနေတွေလာပေါ်တာပဲစိတ်ဆင်တဲ့မှာအဲ့ဒီကံအာယုပေါ်လာတတ်တယ်အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မနမိတ်လို့ဆိုတဲ့အခြေအနေ conditions of karma ဒါတွေလည်းလာတယ်တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှင်ဘုရားကနေမှတရားထိုင်နေဆိုရင်ဘုရားရုပ်ွားတော်လေပေါ်နေပဲဘုရားကိုစီပီးပန်းရေချမ်းနေစက္ကထာနာတွေပတ်ဝန်းကျင်အခြေအနေတွေအကုန်စိတ်ထဲမှာ အိမ်မက်မက်တူလာပြီးတော့ပေါ်နေတတ်တယ်။အေးမကောင်းတာလုပ်ထားတဲ့ပုဂ္ဂိုလ်ကျန်တော့မကောင်းတဲ့အခြေအနေမျိုးတွေလာပေါ်တတ်တယ်။ဆိုပါစို့ဒိဋ္ဌိစံတွေကိုတတ်ဖြတ်နေတယ်ဆိုရင်ဩဒိဋ္ဌိစံတွေကိုတတ်နေရတယ်လို့ဒေါသဖြစ်တယ်ဒိဋ္ဌိစံကကိုယ်ရန်လုပ်တယ်ကိုယ်ကဒိဋ္ဌိစံကိုတတ်နေတယ်အဲ့ဒီပုံစံမျိုးတွေလာပေါ်တတ်တယ်။ပတ်ဝန်းကျင်အခြေအနေတွေကုန်လာဖို့အဲ့ဒါကမ္မနိမိတ်တွေပေါ်တယ်ခေါ်တယ်။ကတိနိမိတ်ဆိုတာကျတော့ပေါ်ပုံပေါ်နေတွေမျိုးမျိုးပေါ်တယ် သို့သောစာပေကျမ်းကမှရေးထားတာကတော့လူပြေပြန်ရောက်မဲ့ပုံကိုတယောက်ဟာအမိဝိုင်းရည်ကိုပေါ်တယ်လို့ဒါပေါ်နိုင်တာတစ်ခုပြောတဲ့သဘောတခြားနေ့နဲ့လည်းဂတိနိမိတ်ပေါ်တယ်လို့ပြောနိုင်တယ်အဲ့ဒီဂရိနမိတ်ပေါ်တာပါလဲဆိုတေကနေ့အချိန်မှာဥဒ္ဓကောင်မှုလောက်ထားတဲ့ပုဂ္ဂိုလ်ဟာတေငယ်ဇောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်သေးလို့လို့ဘာတွေပေါ်တတ်တော့ လူပြည်ပြန်ရောက်မဲ့ပုဂ္ဂိုလ်ဟာမျိုးတစ်မျိုးရောက်သွားတယ်အိမ်တအိမ်တွေ့တယ်အဲ့ဒီအိမ်မော်တက်သွားတယ်ဟောဒါလည်းကတိနမိတ်အဲ့ဒီအိမ်မော်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ဒီလိုပေါ်တာမျိုးတွေပေါ့အေးနတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနတ်ပြည်ကနတ်သားတွေကသူ့လာခေါ်နေကြတယ်ယထာကြီးနဲ့တင်းခေါ်သွားတယ် ဥယျာဉ်တွေဗိမာန်တွေလည်းသူရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ်လာတယ်ကိုရောက်မဲ့နေရာတွေကိုကျွတ်တင်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာမျိုးတွေဟာဒါကတိနမိတ်လို့ခေါ်တယ်မနစ်တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတစ်ယောက်ကသူကနတ်စ်မာဆေးဥကြီးတွေမှာသင်္ကန်းကြီးခြေနေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောက်ရတဲ့နတ်စ် အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါသူကအမျိုးဆုံးမြင်မှုတွေတချို့လူတွေကရုံးတံပြီးတော့တည်သွားတယ်တချို့လူတွေကပြန်လေတိုက်ခိုက်ပြီးတော့တည်သွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့တည်သွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့တည်သွားတယ်လူတချို့လူတွေကျတော့ပြုံးပြုံးကလေးနဲ့တည်သွားတာလူလူမျိုးစုံတည်တာတွေကိုသူကအနိကပ်ပြီးတော့ကြည့်ရအဲ့ဒါတွေကဘာကြောင့်လို့လို့ဘေးဘူး ရဘုရဘာသာတရားတော်ရကြတယ်ခုနပြောတယ်ကံကမ္မနမိကတိနမိတွေတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေဟာပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံနာခံတာပေါ့အဲ့တော့ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့နမိတစ်ခုပဲပေါ့ပျော်စရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှိရင်တော့အဲ့ဒီလူကကောင်းတဲ့ပုံရောက်တာသိကြတယ်အဲ့တော့ကြောင့်မလို့အဲ့ဒီအချိန်မှာ ကိုလုံးတဲ့ကံတရားတွေဟာအရေးသက်ခွဲမိမိစိတ်ကိုနှောမိုးပြီးတော့လာတတ်တယ်။အဲ့ဒါလို့နှောမိုးလာပြီးဆိုလို့ရှိရင်နောက်ဆုံးစိတ်ကလေးတွေလာတော့အဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးကတိုင်းညွတ်နေပြီးတော့အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူး။ခွာလို့မရဘူး။ဖယ်ပြစ်လို့မရဘူး။ဘာဖြစ်လို့ဖယ်ပြစ်လို့မရလဲလို့ဆိုရင် အဝိဇ္ဇာကအဲ့ဒီအချိန်မှာလွှမ်းမိုးထားတယ်စိတ်ကိုလွှမ်းမိုးထားအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့နေတဲ့အချိန်မှာတဏှာဆိုတဲ့အတွေ့အတာကနေပြီးတော့သဘောကျဥပမာမယ်ဆိုတော့မကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏှာကနေပြီးတော့တွေ့တာမှုကိုပေးထားအဲ့ဒီလိုတွေ့တာမှုပေးထားလို့ ဒီစိတ်အစဉ်လေးဟာဒီအာယုံပေါ်မှာညွတ်နေတဲ့ဆိုတဲ့အချိန်လေးမှာကံတရားကနေဘဝတည်တခုပြစ်ချလိုက်တယ်။သုံးခုပေါင်းပြီးတော့အလုံးလုံးတဲ့သဘောပေါ့။အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ကွယ်ပေးထားတယ်။အမှန်မမြင်နိုင်အောင်ကွယ်ပေးထားတယ်။မဟုတ်တာတွေမြင်နေတယ်နော်။မရှိတာတွေကိုမြင်နေတယ်။အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကညွတ်ကိုင်းစေတယ်။ တဏှာကညွတ်နေတဲ့အပေါ်မှာကံတရားကနေစီမံပြီးတော့ပြစ်ချပေးလိုက်တယ်။ဒါနဲ့ဒီဘဝလည်းအဆုံးသတ်ရောနောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့။အဲ့တော့ရောက်သွားတဲ့ဆိုတော့ဘယ်သူရောက်သွားတာတော့ဘယ်သူမှရောက်သွားတာတော့မဟုတ်ဘူး။အကြောင်းနဲ့အကျိုးနဲ့နော်။ဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တကြိုင်နဲ့ကံတရားကဖန်တီးလိုက်တဲ့အတွက်ကြောင့်ဘဝတစ်ခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်လေးပေါ်လာတာပြောတာ။ အဲ့ဒီဝိပါကစိတ်လေးဟာမသေးခင်ကယူထားတဲ့အာယုံလေးရဲ့အပေါ်မှာသူကနေရအဲ့ဒီဝိပါကစိတ်လေးဟာကံဆိုတဲ့ရေတော်ပေါ်မှာပေါက်ဖွားတာဖြစ်တော့ကံမှန်ခိတံလို့မြတ်စွာဘုရားခေါ်တယ်။အဲ့ဒီမှာတဏှာကနေထောက်ကူပြုတာဖြစ်တော့ကြောင့်တဏှာတဏီပေါ့။ဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစီလေးဟာကံဆိုတဲ့မြေလွာပေါ်မှာတဏှာဆိုတဲ့ရေအစေးလေးလောင်းထိလိုက်တဲ့အတွက်ကြောင့် မျိုးစိတ်လေးကနေပြီးတော့အမြင့်ကလေးဆင်းပြီးတော့အညောက်ကလေးပေါက်လာလို့ဘဝတစ်ခုအတိရကြပြန်တာပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏံကံတရားကခံနေတာလို့ဘဝတစ်ခုမှာဒီလိုဆိုတာ